အာရခတတော် AA ထင်းချုံနေမိကိုအာနာသိစကောင်စီတက်ကလေကြောင်းတက်ခတ်မှုအရှင်မြင့်လုံဆောင်ခဲ့တာကြောင့်အော်တိုဘာ29ရက်ကနေ31ရက်နေ့အထိ3ရက်တာအတွင်းအာရခပြည်သူ12ယောက်ထိဆုံးခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ထိဆုံးသူတွေထဲကလင်းငယ်၄ယောက်ပါဝင်ကြောင်းနဲ့ဒဏ်ရာရသူအယောက်30ကျော်ရှိကြောင်းအသိပေးထားပါတယ်။စကောင်စီဟာ AA ရဲ့မဟာမိတ်ဖြစ်တဲ့တန်အန်တမတော် DNL နဲ့အပြည့်ရဆဲပြီးတဲ့နောက် AA ထင်းချုံနေမိကမြို့ရွာတွေကိုလေကြောင်းအရှင်မြင့်တက်ခိုက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ရတေတောင်ကြောက်ဖြူပေါတော်ပုံနှကြောမြို့နယ်တွေမှာပြည်သူတွေတိုက်ဆုံထိခိုက်မှုတွေရှိခဲ့တာပါ။တုံးရတာတွင်တိုက်ဆုံသူတွေထဲမှာအသက်9နှစ်အရွယ်ကလေးငယ်2ယောက်9နှစ်အရွယ်ကလေးငယ်1ယောက်နဲ့အသက်18နှစ်အရွယ်မိန်းကလေးငယ်1ယောက်တို့ပါဝင်ကြောင်းအေအေကအမည်စင်းတင်တဲ့တကွာအထုတ်ပြန်အသိပေးထားတာပါ။တိုက်ဆုံသူ12ယောက်ထဲမှာအများစုကအမျိုးသမီးတွေဖြစ်ပါတယ်။ဒါ့အပြင်ဒဏ်ရာရသူ31ယောက်ရှိခဲ့ပြီးအဲ့ဒီထဲမှာ ကလေးငယ်တွေတက်ကြီးရိုးတွေ အမျိုးသမီးတွေပါဝင်တော်ကိုလည်းတွေ့ရပါတယ်။စစ်ရေးနိုင်ငံရေးအပေါ်ဝင်အဘက်ဘက်ကရှုံးနေတဲ့စစ်ကောင်စီတပ်ဟာ2025အတွင်းရှမ်းမြောက်ဒေသမှာအပြစ်အခက်ရဲစဲရီကိုညီနောင်မဟာမိတ်သုံးဖွဲ့တွေကနှစ်ဖွဲ့ဖြစ်တဲ့ကိုကန့်တန်းအဖွဲ့အစည်းတို့နဲ့မရှိမနှောင်ပြုတ်လုခဲ့ပါတယ်။ဒါပေမဲ့မြမပြည်သူတွေအပေါ်နေစဉ်ကျူးလွန်နေတဲ့အစိအစုံမှုတွေကရော့ကျသွားခြင်းမရှိပဲအရခဒေသမှာသာမကမြမတနိုင်ငံလုံးအနှံပြားမှာအပြစ်မဲ့အရသာပြည်သူတွေအပေါ်စိအစုံမှုတွေကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်း AA ကထုတ်ပြန်ထားပါတယ်။ဒီသူတွေအနေနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုရန်ကိုပုံမို့သတိပြုဖို့ AA ကထပ်မံသတိပေးထားတာပါ။တနိုင်ငံလုံးအနှံ့အပြားမှာစစ်ရေးနဲ့မသက်ဆိုင်တဲ့အရက်သားပြည်သူတွေနေထိုင်ရာမြို့ရွာစတင်ကြောင်းဈေးရုံလူနေရပ်ကွက်ဘာသာရေးလူမှုရေးပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာလက်နက်ကြီး drone တွေနဲ့ရည်ရွယ်ချက်ရှိရှိပြက်ခတ်တိုက်ခိုက်နေတာဟာဆရာစုမှုကိုပြောင်ကြကြအကျွလို့နေတာဖြစ်တယ်လို့လည်း AA ကထုတ်ပြန်အသိပေးထားပါရှင့်